ခုတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟုအလုံးမှုဆောင်အသစ်တာဝန်ခွဲဝေချထားမှုကိုဧပြီလဆန်းမှာပြုလုပ်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သုံးရကြာကျင်းပပြုလုပ်ခဲ့ပြီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပပြင်ဆင်မှုနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းမှုကိုဒီကနေ့မတ်လ10ရက်နေ့နေ့လယ်2နာရီခွဲမှာတော်ဝင်နှင်းစီမှာကျင်းပပြုလုပ်ခဲ့ပါဗါးအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဗဟုအလုံးမှုဆောင်အဖွဲ့ဝင်အသစ်ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ဦးညံဝင်းက ဗဟုအလုံးမှုဆောင်အသစ်ရဲ့တာဝန်ခွဲဝေချထားမှုကိုဧပြီလမှာပြုလုပ်မယ်ပထမအကြိမ်အစည်းအဝေးမှာပြုလုပ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဗဟုအလုံးမှုဆောင်အသစ်မှာအဖွဲ့ဝင်15ဦးနဲ့အရန်အလုံးမှုဆောင်အဖွဲ့မှာ5ဦးစုစုပေါင်း20ဦးနဲ့ရွေးချယ်ခဲ့ပြီးဖြစ်ပါတယ်။အဖွဲ့အသစ်ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုအများဆန္ဒနဲ့အညီရွေးချယ်တင်မြှောက်ခဲ့တာဖြစ်တယ်လို့လည်းဦးညံဝင်းကပြောကြားခဲ့ပါတယ်။ဘောကွန်ဒီထိုင်ပါတယ်ဘောကွန်ဒီထိုင်တဲ့အခါမှာ ဩဂရယာဓုအရင်ရွေးပါဩဂရယာဓုယာဓုအစုံပြုထောက်ခံဘယ်နှယောက်အစုံပြုဘယ်နှယောက်ထောက်ခံမလဲတယောက်တည်းဆိုရင်တော့ဒါမဲပြည့်စရာတယောက်တည်းပုံလိုက်ရင်ကျွန်တော်မဲပြည့်ဒီအတွက်အကုန်လုံးအစင်းနေစောင့်ပါတယ်ဘဟုကောတိတရလုံးကတော့အောင်ဆန်းဒီတူလေးကိုပဲအစုံပြုပြီးတော့တခြားအစုံပြုတော့မရှိပါဘူးအကြောင်းကိုမဲပြည့်ပွဲမပါပဲအများဆန္ဒနဲ့တော့အောင်ဆန်းဆိုတာဒီလိုမျိုးပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပပြီးတဲ့နောက်မှာလည်းအဖွဲ့ချုပ်ရဲ့နိုင်ငံရေးမူဝါဒဟာအရင်တိုင်းပြောင်းလဲမှုမရှိဘူးလို့သိရပါဗျာ။ကျွန်တော်အခုထုံပြီးပြောရင်နိုင်ငံရေးဘဝဆိုင်ရာတောင်းတမှုရှိဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်စူးစမ်းခဲ့ရတဲ့နိုင်ငံရေးအခက်အခဲကာလအခြေအနေတွေတိတ်ထူးခြားပြီးမပြောင်းသေးလို့ကျွန်တော်တို့ဘဝလည်းတိတ်ကြောင်းနေတယ်။အရင်လိုပဲ struggle လုပ်အောင်ဦးလေးစုံမွေးလေးလုပ်အောင် အဖွဲ့ချုပ်ရဲ့နိုင်ငံရေးမူဝါဒအပါအဝင်ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့စာမျက်နှာကိုမျက်နှာပါတဲ့ထုတ်ပြန်ချက်ကိုဒီကနေ့မှပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်မှာနိုင်ငံသားရေးကဏ္ဍ၊တိုင်းရင်းသားလူမျိုးများကဏ္ဍ၊ဥပဒေပြုရေးကဏ္ဍ၊တရားစီရင်ရေးကဏ္ဍ၊အုပ်ချုပ်ရေးကဏ္ဍစတဲ့ကဏ္ဍအပေါင်း15ခုအတွက်လှုပ်ဆောင်မဲ့လုပ်ငန်းစဉ်တွေကိုဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံကိုနှစ်ပေါင်း25နှစ်ကြာမှကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာလည်းအဖွဲ့ချုပ်ရဲ့ညီလာခံကိုထပ်မံကျင်းပမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါဗျ။ကျင်းပပြည်စည်းခဲ့တဲ့အဖွဲ့ချုပ်ညီလာခံမှာဗဟိုကော်မတီဝင်120ဦး၊အရန်ကော်မတီဝင်30ဦးကိုဒီမိုကရေစီနေကြရွေးချယ်ခဲ့ပြီးဖြစ်ပါဗျ။ ဒါအပြင်ပါတီကိုပြန်လည်ဝင်ရောက်ဖို့လျှောက်ထားလာတဲ့ပါတီဝင်၄ဦးကိုအများဆန္ဒနဲ့မဲခွဲဆုံးဖြတ်ခဲ့ရာသဘောမတူညီတာကြောင့်ပါတီဝင်အဖြစ်လက်ခံခြင်းမပြုခဲ့ဘူးလို့သိရပါဗျ။ဒါပေမဲ့၎င်းတို့အနေနဲ့ဆန္ဒရှိပါကနောက်လာမယ့်ညီလာခံမှာအကျိုးအကြောင်းဖော်ပြကပါတီဝင်ဖြစ်ထပ်မံလျှောက်ထားနိုင်မှာဖြစ်တယ်လို့လည်းသိရပါဗျရှင်။